ာတာလေးကြားနေရဲ့စာတာလေးကြားနေပြားလေးလေးတိုက်လို့ရန်ကိုကန်ခေနေတယ်မဟုတ်မဟုတ်တပါနေမဟုတ်မဟုတ်တင်းနေရလို့ဖြစ်နေစိတ်တည်းရောကြားနေပြားလေးလေးတိုက်နေပတ်သက်ပြီးတော့စိတ်ချက်တွေကြားနေအတီညာလေးရော ရှိကီကြိုက်ရပြားလေးရှိကီတုံးတစ်ကိုဒီကောင်လေးအင်္ဂါတော့ထိခဲ့တာပဲမှန်ခဲ့တာပဲနေ့တိုင်းတိနေရပဲပြားလေးဒီနေ့ညနေမှာတော့ဘလူးဖြစ်အောင်လို့မသိဘူး မနက်ကဆိုရင်တော့3ရှစ်ဝမ်းကျင်းရတော့မှာ3ရှစ်3 3ပါပြီးတော့သူများကိုထွက်သွားတယ်သူများရှေ့ဆိုဖြစ်တော့မယ်ကြံကိနေဒီနေ့ညနေတော့ဒီရွှေကီးကိုဆက်ပြီးတော့တုံးမယ်နော်ရွှေကီးကိုအမကန်ထားပြီးတော့တုံးမယ်နော်ဝမ်းကျင်းကိုတော့တစ်ရှစ်ကြိုင်ပါတယ်ဒီနေ့ညနေမှာတစ်ရှစ်ဝမ်းကျင်းကိုကြိုင်ဘာကြောင့်ဒါလက်ဆိုင်လည်းမဟုတ်ဘူးဗျအဲတနည်းရရမှာမဟုတ် ဟူးငွကြော်တွေအရာတစ်ရှစ်တွေကလုံးဝနေဖြဲ့နေတစ်ဆိုရင်ဘာအရဲ့ရဲ့မူရတစ်ကဘုံတော့လုံးဝမကြော်အောင်ပျောက်ရှင်နဲ့ပျောက်လိုက်ပြီရှိကတယ်ဆရာနားဖြဲ့ရဲ့မူရဘုံတော့မကြော်ဆိုပြီးပေးထားတယ်ကက်အရာနှစ်ခုလုံးကဘုံတော့မကြော်လေးကြီးပဲနှစ်ခုလုံးကမထွက်သေးဘူးမတော်လေးရကြောင်တစ်ရှစ်ဝမ်းကြီးကိုကြိုက်ပဲတစ်ရှစ်တစ်ခွက်တော့အောင်းမယ်နော်တစ်ရှစ်တစ်ခွက်တော့အောင်းမယ် တရှိရှိတကွက်ထဲဝဲထိုးတော့မယ်ကျန်နာရောက်တော့မိတ်ဆွေတို့အနေဖြင့်တကြရင်လေးကိုနဲ့ကတ်ပါတော့ကတ်ပါလေးကိုဝမ်းချင်းပေးထားပါတယ်တခြားထိုင်းကတ်တွေထိုင်းကတ်တွေပါလေလေးရှိတွေကိုတွေတုံးတွေကိုပေးထားပါတယ်ဒါကြောင့်လို့မိတ်ဆွေတို့အနေဖြင့်တစ်ကိုလေးတလေးတစ်ကိုတတုံးကတ်ရှိကိုလည်းရှိလေးရှိကိုရှိကိုရှိလေးရှိကိုကတ်ပါတော့လေးကိုကတော့တော်လာကြရပါတော့ဟုတ်ကဲ့ကျုပ်ကတော့ဒီတစ်ရှိတကွက်တော့တကွက်တယ်ပဲ ဟုတ်ပြီနော်ဒီတကွဲတော့ဝဖူးမှာဒီတကွဲတော့ဝကဲ Okay လေးလုံးကွေနဲ့ပတ်သက်ပြီးတော့စာတွေပို့ထားတယ် Okay မိတ်ဆွေတို့ဒီနေ့ညနေမှာရှားလိုက်မယ်အချိန်တန်နေရားလိုက်မှာနော်စာတွေပို့ထားရှောက်တယ်ပတ်သက်တွေပို့ထားရှောက်တယ်ကျုပ်တိတယ်ဒီရင်ညနေမှာကျုပ်အကုန်လုံးအားလုံးကိုပြိုင်ပြတ်မယ်။ Okay တော့စေးထားလေးလုံးအခွင့်ထဲမှာကျုပ်တို့လေးပြတ်ယူရမယ်။လေးလုံးအခွင့်ထဲမှာရှုံထားတမျှလေးကိုပြတ်ယူကြမယ်။ အနိုင်နဲ့ပိုင်ရမယ်ဟုတ်ပြီလားနေတိုင်းနဲ့ချမ်းသာဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဒီတော့မလို့သုံးရက်မကြုံလေးလုံးအခွေနဲ့ချမ်းသာဖို့ဖြစ်နိုင်တယ်နော်ကောင်းကင်ကအတ္တစင်နဲ့လူပြည်ကအတ္တစင်စုံစည်းဖို့ခက်ခဲခြင်းခက်ခဲတယ်ပဲဒါပေမဲ့ကျုပ်ရဲ့သုံးရက်အတွင်းလေးလုံးအခွေရတော့ကစားရင်လေးလုံးပဲကစားရင်တော့ချမ်းသာဖို့အင်တာအင်တာအင်တာကိုဘာဖြစ်လဲမှန်ကန်တယ် dicha que va a los chinos y ahí te más lirón cuineo no